်ဒီတရားမျိုးဆိုတာရောင်ရင်တင့်တိတ်မှုပုဂ္ဂိုလ်သာရနိုင်တဲ့တရားလေမရောင်ရင်နိုင်တဲ့ပုဂ္ဂိုလ်ဒီဘယ်တော့မှမရနိုင်ဘူးတရားကအလွန်မြင့်မြတ်သည့်အတွက်ကြောင့်စိတ်ဓာတ်တွေကမြင့်မြတ်မှရမယ်တို့တယောက်ထဲမှာလွတ်လွတ်ကျွတ်ကျွတ်တယောက်ထဲနေတဲ့ပုဂ္ဂိုလ်အတွက်သာဟောဒီတရားကရနိုင်တာတဲ့အပေါင်းနဲ့အသင်းနဲ့အဖော်နဲ့သဟဲနဲ့နေခြင်းတဲ့ပုဂ္ဂိုလ်အတွက်ဒီတရားမရနိုင်ဘူး ဒီတရားဥတရားမြတ်ဆိုတာကြိုးစားတဲ့ပုဂ္ဂိုလ်တက်တာဖြစ်ပြီးတော့ပြင်းနေတဲ့ပုဂ္ဂိုလ်အတွေ့ဟာလက်လက်မမီပါဘူးအမြဲတမ်းတတိကတ်နေတဲ့ပုဂ္ဂိုလ်အတွက်သာဟောဒီတရားမျိုးရနိုင်တာတတိပြောက်နေတဲ့ပုဂ္ဂိုလ်အတွက်ဒီတရားမျိုးဟာမရနိုင်ဘူးစိတ်ထက်တည်ငြိမ်မှုရှိတဲ့ပုဂ္ဂိုလ်တွေအတွက်သာဒီတရားမျိုးဟာရနိုင်တာဖြစ်တယ်စိတ်တည်ငြိမ်မှုမရှိဘူးဆိုလို့ရှိရင်ဒီတရားမရဘူး အသိပညာထက်မြက်တဲ့ပုဂ္ဂိုလ်အတွက်သာဒီတရားဆိုတာဖြစ်နိုင်တယ်အသိပညာနည်းပါတဲ့ပုဂ္ဂိုလ်ဤဒီတရားရနိုင်မှာမဟုတ်ဘူးလို့တစ်ခုချင်းတစ်ခုချင်းသူကောင်းထဲမှာတွေးမိတာငါလူချင်းတဲ့တရားဟာဒီလိုအခြေအနေတွေရှိမှ ရမှာဖြစ်တယ်လို့စဉ်းစားနေတဲ့အချိန်လေးမှာဖြုတ်ခနဲ့သူနာမြတ်စွာဘုရားရောက်လာတယ်မြတ်စွာဘုရားကတပည့်တွေကိုချီးမြှောက်ဖို့ရအမြဲတမ်းစောင့်ကြည့်နေတယ် အနုရုဒ္ဓတရားထုတ်နေတယ်ပါရိစဉ်းစားနေတယ်လေဆိုရဲရှင်နုရုဒ္ဓဒီအတွေးတွေကိုစိတ်ထဲမှာရောက်နေတဲ့အချိန်လေးမြတ်စွာဘုရားအပြောက်ခွင့်နဲ့ရောက်လာအနုရုဒ္ဓမင်းရှေ့ဆက်စဉ်းစားလိုက်ဆံအောင်နဲ့တခုလို့နေသေးတယ်ရှေ့ဆက်စဉ်းစားလိုက်ပါလို့ဆိုမြတ်စွာဘုရားကလမ်းပေးလိုက်တယ်တဏှာဒိဋ္ဌိမာနဆိုတဲ့တဏှာချစ်ရတဲ့ အတွေးတွေနဲ့ပြောနေတဲ့ပုဂ္ဂိုလ်အတွက်ဒီတရားဟာဖြစ်မှာမဟုတ်ဘူးတဏ္ဍမာနဒိဋ္ဌိလို့ခေါ်တဲ့တန်တရားချဲ့တဲ့တရားတွေကင်းတဲ့ပုဂ္ဂိုလ်ကင်းရနိဗ္ဗာန်ကိုပျော်မွေးတဲ့ပုဂ္ဂိုလ်နဲ့သာဟောဒီတရားမျိုးရနိုင်တယ်လို့ဆိုပြီးမြတ်စွာဘုရားကဖြည့်ဆွတ်ပြီးတွေးခိုင်းလိုက်တယ်အဲ့ဒါကိုမဟာပုရိသဝိတ္တရှိပါလို့ခေါ်တယ်တကယ်ကိုထူးချွန်တဲ့ပုဂ္ဂိုလ်တွေတွေးတဲ့အတွင်း